ရပြည့်ရှစ်ပန်းဆိုတာဖျားပွင့်နေတဲ့အချိန်မှာတစ်ငရဲမှာဖြစ်နေခြင်းနှစ်ဒိဋ္ဌံဖြစ်နေခြင်းသုံးပြိတ္တာဖြစ်နေခြင်းလေးတက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့ပြမနာမ်တာရှိတဲ့ပြမမျိုးဖြစ်နေခြင်းငါဖျားတရားနဲ့ဝေးလံနဲ့တော်ချုံချုံချာ ဒေတာများမှတွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်း6အယူမဝါဒမှားယွင်းနေခြင်းခေါအသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပဲပွင့်ပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လန်းမရှိတော့အေးနောက်တစ်ယောက်ကတော့ အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနိုင်ရဖို့ခွင့်မရှိဘူးဟောခွင့်ရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိဒါကိုဩကတထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးလို့ဆိုတယ်သူတွေစုတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်ခုရပြည့်၈ပါးကိုလွတ်နေသလား လွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးအလုံးလေရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရအဆန်ရှိမှဖြစ်မှာဘာသာမရှိလို့ဖြစ်ဘူးရှာကြရမှာဖွေကြရမှာထို့တူပဲခွေးတို့တူလူ့ဘဝရ ဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုံနိုင်သေးဘူးသာရေးသမီးရေးစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုံလိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမြတ်မရနိုင်တော့ဘူး ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာအနစ်တာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာပစ္စည်းဥစ္စာက အနစ်လားစီးစိတ်ဥစ္စာတွေက အနစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေက အနစ်လားဆိုတာစဉ်းစားကြည့်အနစ်ရှုဆိုတာသာဝရပိုင်ဆိုင်မှုရှိပြီးတော့ ကိုယ့်အတွက်ရည်ရှိအကျိုးပြုတာအနည်းအကာဆိုတာခဏလေးဘယ်ရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနည်းဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုပ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုယ့်ကိုစဉ်းစားဖို့လိုအဲ့တော့အကာဆိုတာဘာတွေလဲလောကဒုသားတွေဟာစီးပွားဥစ္စာတွေကြီးပဲ ရှားနေမယ်ဆိုရင် အကာတွေပဲရှားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲ။ချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါလေ။တိုက်တွေတဲကားတွေဝဲ။စိတ်မကြဘူးလားကြပါလား။အဲ့ဒါတခဏလားထာဝရလားလို့ဆို။တခဏလေးပဲမကြခင်ပဲ။ဘဝတစ်ခုဆုံးသက်သွားရင် အားလုံးပြစ်ထားတယ် အနှစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့စီစဉ်ဥစ္စာလဲထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသာမော်လို့ကြွားလို့တုံးလို့ဖြုံးလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်တွားပြရင်တော့တခဏအရာတွေကိုသာဝရထင်ပြီးတော့အချိန်လေးအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာတွေနဲ့ပဲအဆုံးသတ်သွားမှာဖြစ်တယ်အနိတာရဟိုရောက်ယူတဲ့အခါ ကိုခန္ဓာကိုယ်ရဲ့အနှစ်သာရဆိုတာအဲပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာဘာလဲဒီစီးပွားဥစ္စာရှာလို့ရတဲ့ထဲကဒါနကောင်းမှု ပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုပိုင်သွားပြီဒါနကောင်းမှုလုပ်လိုက်တယ်ဖျားတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လူမှုတမ်းမှုတွေလုပ်တယ်ကြီးရွာလမ်းမာတွေခင်းတယ်အများကောင်းကျိုးအတွက်အတုံးချတယ် အများအကျိုးအတွက်အသုံးချဒါနကောင်းကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုမြှောက်ဝေပြီးတော့လူတွေတန်းနေပြီးတယ်ကန်းနေဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်။ဂျန်တဲ့ဟာတွေကမတည်ခင်လေးပဲပိုင်ဆိုင်တော့လဲတည်သွားရင်ကိုပြစ်ခဲ့ရမယ်ဒီလိုဆိုလို့သာဝရမဟုတ်ဘူးတခဏမြတ်တာခိုင်မာမှုမရှိတဲ့ပစ္စည်းတွေကဒါနဆိုတဲ့ ကုသိုလ်ဆိုရင်အနှစ်သာရကိုထုတ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီလူကတော့အမြတ်ရလိုက်ပြီတို့